ားလုံးမင်္ဂလာပါသော all in one channel မှာជួសជូលလိုက်ပါတယ်အခုမြင်တွေ့နေရတဲ့ပုံစံလေးကျွန်တော်ထိုးပြပေးပါပါခုတစ်ခေါက်မှာတော့ mic cotton sheet ကိုအသုံးပြုပြီးတော့ထိုးပါပါ မက်ချူရင်းနဲ့မှ တိုင်တို6တိုင်ထိုးရပါမယ် တိုက်တော့ငါးခုရပြီဆိုရင်ကျန်ခဲ့တဲ့ကျိုးစားကိုဆွဲပြီးတော့ဂွင်းကိုစီလိုက်ပါမယ်နောက်ဆုံးတိုင်တစ်ခုကိုတော့ရှက်ကော်နဲ့အဆုံးတတ်ပါမယ် ဖွမီတုံးကိုထုံမယ်အမတခါရစ်ပြီးတော့တိုင်ရှည်တိုင်ရှည်အကုန်မထုတ်ဘူးနှစ်တိုင်ထုံမယ်ပြီးတခါအမပတ်မယ်တိုင်ရှည်ဆွတ်ထုံမယ်အကုန်မထုတ်ပဲနဲ့နှစ်တိုင်မထုံမယ်နောက်တခါအမရစ်မယ်အဲ့ဒီတပောက်ထဲမှာပဲတိုင်ရှည်ထပ်ပြီးတော့ထုံမယ်နှစ်ရစ်ပဲထုံမယ် ောက်တရက်နောက်ထပ်အတိုင်းရှိတဲ့တိုင်းနှစ်ရက်ပဲထုံမယ်ဒီပုံစံနဲ့အတိုင်းရှိလေးတိုင်းထိုးပြီးဆိုရင်တော့အားလုံးကိုတစ်ခါလည်းထုတ်လိုက်မယ်ပြီးဖုံးပြီးတုံးကိုထုံမယ်အဲ့ဒီအောက်ကအပေါက်ထဲမှာပဲရှက်ကောင်နဲ့ပြင်ပြီးတော့တွဲပါမယ် ပွင့်ဖက်ဖောင်ဖောင်လေးတစ်ခုရရှိသွားပါပြီနောက်တစ်ပတ်ကိုရှက်ကုန်နဲ့ကူမယ်ဖုန်ပြီး၃နိုင်ထုံမယ်တပတ်ရက်တိုင်းရှိအကုန်မထုတ်ဘူးနှစ်တိုင်းမထုတ်မယ်အဲ့ပုံစံနဲ့တပောက်ထဲမှာတိုင်းရှိ၄နိုင်ထုတ်ပြီးတော့မှအားလုံးတစုရဲထုတ်ပါမယ် တိုင်းရှိလေးတိုင်ကိုတစုရဲထုတ်ပြီးပြီဆိုရင်ဖွင့်မီ၃ခုထုံမယ်အဲ့ဒီတိုင်းရှိတွေထိုးထားတဲ့အပေါက်ထဲမှာပဲရှက်ကွန်နဲ့ပြင်ပြီးတော့တွဲပါမယ် ရှေ့ကထိုးပြတဲ့နေရာတိုင်းပဲနောက်ထပ်ပွင့်ဖက်တီထပ်ပြီးတော့ထိုးပါမယ် ွင့်ဖက်၅ခုထိုးပြီးတဲ့အချိန်မှာတော့အရင်တော့ထိုးထားခဲ့ဘူးတဲ့အဝိုင်းလေးနဲ့ကျွန်တော် တွဲပါမယ် drink capture လုပ်တဲ့ပုံစံလေးပါဒီအဝိုင်းပြုတ်လုတဲ့နည်းကိုလည်းအရင်တော့ကျွန်တော်ထိုးပြခဲ့ပူပါတယ်တစ်ခါတော့ plastic ခွက်တည်းရဲ့အပေါ်နှခမ်းသားအထုလေးကိုဖြတ်ပြီးတော့သုံးမိနဲ့ပတ်ပြီးတော့ထိုးထားပါ ကိုလိုချင်သလားအရှိဖွင့်ပြီးထိုးပြီးလို့ရှင်တော့အဝိုင်းနဲ့ချိတ်ဆက်ပါမယ် ချိတ်ဆက်ပြီးပြီဆိုရင်တော့အခုမြင်တွေ့ရတဲ့အတိုင်းကိုယ့်အိမ်မှာအလားချိတ်ဆက်ဖို့အတွက်ဟန်မေတခုရရှိသွားပါပြီ။အဝိုင်းဒီဆိုရင်တော့ကိုယ်လွယ်တဲ့အိမ်မှာအလားချိတ်မယ်ဆိုရင်လည်းရပါတယ်။ဒါလေးကတော့ထိုးပြပြချင်းကျွန်တော်ရဲ့ဒီမှာတော့သူ့ရဲ့ပတ်စံအိမ်မှာချိတ်ဖို့အတွက်တောင်းသွားပါပြီခင်ဗျာ။လိုက်ထိုးကြည့်မြင်သူများအဆင်ပြေကြပါစေခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။